ဒီမှာ9.5ပေါ့နော်9.5နဲ့အတူတွဲထားတာ893ပေါ့နော်ကျွန်တော်အတွဲလိုက်ကာလာချက်ထားတဲ့9.5 893လို့ရိုက်တယ်အဲ့ဒီ9.5 893လို့ဖြစ်တဲ့နှစ်ထဲမှာလည်းသူကခွန်သုံးခွန်တက်ပေါ့နော်ခွန်သုံးခွန်တက်639နဲ့လို့ထောက်ထားတဲ့ဇောင်းမှာခွန်ခွန်လေးလို့ရှိရပေါ့နော်ဟုတ်ပြီ ီ6 5 8 9ကိုเนาะ6 5ထောက်ထားတယ်6 5နဲ့အတူတွဲထားတယ်ဒီ6 5 3ဒီလိုက်ထွက်တယ်ဗောနော်ကျွန်တော်အကျင့်ရေးကပြီးမှရေးပေးမယ်เนาะ6 5 3လို့လိုက်ထွက်ပြီးသူ့အောက်မှာထွက်တဲ့ဒီ၄ခွန်ခွန်ဆိုတဲ့ခဏန်းဒီကျွန်တော်တို့ဒီ6 5 8 9လို့ဖြစ်တဲ့နှစ်ထဲကဒီခွန်3ခွန်တဲနဲ့ဒီ6 3ညာနဲ့နော်ထောက်ထားတဲ့ဆောင်းကခွန်ခွန်လေးဒီနော်ဒီ6 5 3လိုက်ထွက်ပြီးတော့ဒီခွန်ခွန်လေးอ่ะ အဲဒီ693ရဲ့အောက်မှာလိုက်ထွက်တယ်ဗောနော်693တို့ထွက်တာ ਨੇ ဒီ693နှစ်ထက်ကဒီခွန်3ခွန်တဲနဲ့63ညနဲ့ထောက်ထားဒီခွန်ခွန်လေးဒီ693ထွက်တာ ਨੇ သူ့အောက်မှာ၄ခွန်ခွန်ဆိုပြီးတော့လိုက်ထွက်တယ်နော်ဟုတ်ပြီဒါဆိုကျွန်တော်ဒုတိယကက်ကြည့်အောင်ဒုတိယကက်မှာလဲကျွန်တော်ဒီမှာ919 93နှစ်လို့နော်သူခင်းတယ် ဟုတ်ပြီဒီ9တက်ကိုထောက်ထားတဲ့ဒီ9တုံးနှစ်ဒီကျွန်တော်တို့နော်ဟုတ်ပြီဒီ9တုံးနှစ်9တက်9နဲ့9တုံးနှစ်နှစ်ထဲမှာပထမကတ်လိုပဲခွန်3ခွန်တဲ့260အာနဲ့နော်ထောက်ထားတဲ့သူ့ရဲ့ဆောင်90ဆိုတဲ့ကဏ္ဍနော်90ဆိုတဲ့ကဏ္ဍဒီကျွန်တော်တို့ဒီ9တုံးနှစ်ထွက်တာနဲ့ပထမကတ်လည်းဆိုလိုက်ထွက်ပေးရမှာပေါ့နော်ဟုတ်ပြီအဲ့တော့ဒီ9တက်9နဲ့အတူရှိနေတဲ့ထောက်ထားတဲ့ဒီ9တုံးနှစ်ဒီလိုက်ထွက်ပြီးဒီမှာ ီမှာလိုက်ထွက်ပြီးဆိုသူ့အောင်မှာကျွန်တော်ဒီမှာ3ည9နဲ့နော်80အာပက်လဲ3ည9ကိုထည့်ထားတယ်နော်ဘာလို့ထည့်ထားရလဲဆိုတော့ကျွန်တော်တို့ဒီမှာပထမကတ်မှာကနော်9 15လို့ထောက်တယ်9နဲ့893လို့ရှိတယ်အဲ့ဒီ893လိုက်ထွက်တာနဲ့သူ့အောင်မှာထွက်တဲ့ကဏ္ဍဒီအဲ့ဒီ893နှစ်ထက်ကခွန်39နဲ့ခွန်39တဲနဲ့63ညနဲ့ထောက်ထားတဲ့ဇောင်းကခွန်ခွန်လေးကိုဒီ893ရဲ့အောင်မှာလိုက်ထည့်တာကိုတွေ့ရတယ် ဒါကြောင့်မလို့ကျွန်တော်တို့ကဒီ9တက်ကို93နှစ်လို့ဖြစ်တဲ့ဖြစ်တဲ့နှစ်ထဲမှာ839260လို့နော်လဲသူကရိုက်ထားတယ်သူအဲ့လိုရိုက်ပြီးတော့သူ့ရဲ့ဆောင်းမှာရှိတဲ့80ဆိုတဲ့ကဏ္ဍကို ကျွန်တော်တို့ကဒီ9တက်ကိုထောက်တာဒီ93နှစ်လိုက်ထွက်တာနဲ့ဒီ80ဆိုတဲ့ကဏ္ဍကလိုက်ကစားရမယ်ပေါ့နော်ဒီမှာ93နှစ်ကကျွန်တော်တို့ကဒီမှာလိုက်ထွက်ပြီးဖြစ်တဲ့အတွက်နော်အဲ့ဒီနှစ်ထက်က839တန်းနဲ့260ထောက်ထားတဲ့ဈေးက80ဆိုရယ်ကဏ္ဍက ဒီကိုသုံးနဲ့လိုက်ထွက်တာနဲ့သူ့ရဲ့အောက်မှာထည့်ကစားမယ်ပေါ့နော်အဲ့တော့ဒီဆိုင်လေးကတော့ဒီဒီရိုးရိုးရှင်းရှင်းလေးပေါ့နော်ဒီလိုလေးကြည့်ရပေါ့နော်ကိုတင်း9 8 9 3အဲ့ရှင်း9 3ထွက်တာနဲ့သူ့ရဲ့နှစ်တက်က9 3 9 6 3ညနေထောက်တာခွန်ခွန်လေးဒီလိုက်ထွက်တယ်ရှင်း9 3ထွက်တာနဲ့လိုက်ထွက်တယ်အခုလည်းကျွန်တော်တို့ကလိုက်ထွက်မယ်ကိုတင်း9 ငါတက်ကို93နဲ့အဲ့ဒီနဲ့အဲ့ဒီနှစ်ထဲက83ခွန်260ထောက်ထားတဲ့ဆောင်းက80ဆိုရကဏ္ဍဒီ93နဲ့လိုက်ထွက်တာနဲ့ဒီ80ကိုဒီမှာထွက်မယ်ဆိုပြီးတော့ကျွန်တော်ဒီအောက်မှာနော်39လို့ကျွန်တော်ကရေးပေးထားတယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့ကအားထုတ်ပေါ့နော်ဒါလေးကတော့ဒါယူရှင်းတဲ့ line လေးပေါ့အဲ့ဒီမှာကျွန်တော်တို့ထူးခြားမှုလေးကကျွန်တော်ကြည့်အောင်နော်ထူးခြားမှုလေးက ဟုတ်ပြီဒီ6 9 3ကနေကျွန်တော်စရေးကြည့်အောင်နော်သူကနေစရေးမယ်တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်6နှစ်ခုနှစ်နှစ်7နှစ်9နှစ်မြောက်မှာ9 8 3လို့ရိုက်တယ်ရိုက်ပြီးမှသူ့ရဲ့အောက်မှာကျွန်တော်တို့အဲ့ဒီနှစ်ထဲကခွန်3ခွန်6 3ကြားနဲ့ထောက်ထားတဲ့ဇောင်းကခွန်ခွန်လေးကိုထည့်တယ်နော်အဲ့တော့ဒီ6 9 3ဒီတနည်းနှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်6နှစ်ခုနှစ်နှစ်7နှစ်9နှစ်မြောက်မှာလာရိုက်တယ်ဒါဆိုကျွန်တော်ဒီမှာလည်းရေးကြည့်အောင် ကို3နှစ်နော်အတက်ကိုထောက်ထားတဲ့ကို3နှစ်သူကနေစားရင်မဲ့1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်8နှစ်9နှစ်10နှစ်9နှစ်9နှစ်မြောက်မှာလုံးဝမမပြီးခဲ့ဘူးနော်39နှစ်ကိုကျွန်တော်တို့ကစားခဲ့ပါတယ်မပြီးခဲ့ဘူးအခု9နှစ်မြောက်ကိုမပြီးဘဲနဲ့10နှစ်မြောက်ဒီအချိန်မှာမှလာပြီးတယ်ပေါ့နော်ဒီအချိန်မှာမှလာပြီးသွားတယ်လာပြီးသွားရဲဆိုတော့ကျွန်တော်တို့ဒီအောက်မှာ39ထည့်ကစားရဖို့ကကျွန်တော်တို့ကနော် ိုအားကောင်းတယ်ပေါ့နော်ပိုအားကောင်းတယ်ဆိုတာဘာကြောင့်လဲဆိုကျွန်တော်ဒီမှာ693ဒီ915နဲ့တွဲထား693ကိုဒီမှာ9နှစ်မြောက်ကိုရိုက်ပြီးတော့ဒီ919နဲ့တွဲထား693ကိုနော်ဒီမှာ10နှစ်မြောက်မှာမှရိုက်တာပေါ့နော်နော်10နှစ်မြောက်မှာမှရိုက်တာအဲ့ဒီအကြောင်းရင်းလေးကရှိတယ်ပေါ့နော်ဒီမှာ693ခွန်လေးလေးဗျာနော်693ခွန်လေးလေးကိုဒီမှာ693ခွန်လေးလေးလို့9နှစ်မြောက်မှာရိုက်တယ်လို့ ဒီ9390ဦးလဲသူ9နှစ်မြောက်မှာရိုက်ခဲ့ပါလားမရိုက်ခဲ့ဘူးเนาะဘာဖြစ်လို့မရိုက်ခဲ့ပဲနဲ့10နှစ်မြောက်မှာ9390ကိုလာထည့်တယ်လဲဆိုရင်ဒီအချိန်မှာ39ကိုပေးရဖို့ပိုအားကောင်းတယ်လို့เนาะယူဆရတယ်ဗောနော်ဘာကြောင့်ယူဆလဲဆိုကျွန်တော်ကြည့်အောင်เนาะကြည့်အောင်ဆိုဒီမှာ960ရဲ့เนาะတပင်ကျော်တစ်နှစ်ကျော်မှာ139ခွန်းလို့သူရိုက်ထားတာရှိတယ်ဗောနော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာလဲ635လို့ဒီမှာတစ်နှစ်ကျော်မှာရှိရတယ် ဒီနေရာမှာ၃ညခွန်နဲ့ထည့်မယ်ဆိုရင်ကျွန်တော်ဒီမှာ6၃ညကအထောက်လည်းရှိရပေါ့နော်အဲဒီမှာ6၃ညက2၃ညခွန်6၃ညက2၃ညခွန်ဘာလို့အဲ့လိုပြောရတာလဲဆိုရင်ကျွန်တော်ဒီ2၃ညခွန်ဒီ10နှစ်မြောက်ကိုလိုက်ထွက်ထားတာရှိရပေါ့နော်ဒီမှာ80လို့ထွက်တယ်အဲ့တော့ဒီမှာလဲ10နှစ်မြောက်ကိုပေးဖို့ရှိတာနော်10နှစ်မြောက်ကိုပေးဖို့ရှိတာဒါကြောင့်မလို့ကို၃နှစ်ကို၉ချိန်မှမပေးခဲ့ပဲနဲ့နော်ဒီ10ချိန်မှလာပေးတာလားပေါ့နော် အဲ့တော့ဒီ390နှစ်မြောက်မှာဘယ်လိုလိုက်ထွက်ဖို့ရှိတာလဲဆိုကျွန်တော်တစ်ချက်ကြည့်အောင်နော်ဒီ345ကျွန်တော်ဒီ345ကနေကျွန်တော်ရေးကြည့်လိုက်မယ်ပေါ့နော်တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်၆နှစ်8နှစ်9နှစ်10နှစ်အဲ့ဒီ10နှစ်မြောက်ထဲမှာ354လို့ထွက်တယ်နော်အဲ့ဒီ354ကိုဆက်ရေးကြည့်မယ်တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်၆နှစ်8နှစ်10နှစ်9နှစ် နော်ကိုနှစ်ဒီမှာကိုနှစ်ဒီမှာ10နှစ်နော်10နှစ်မြောက်မှာ53တို့လိုက်ထွက်တာနော်10နှစ်မြောက်မှာ53အဲ့တော့ဒီငါ305ရဲ့ထွက်ပြီးတော့စထွက်ပြီးတော့သူ့ရဲ့တနှစ်ကျော်မှာတဲ့သူ့ရဲ့တနှစ်ကျော်မှာနှစ်3ညခွန်းလို့ရိုက်တယ်နော်လိုက်ထွက်တယ်ပေါ့နော်305ရဲ့တနှစ်ကျော်မှာနှစ်3ညခွန်းလို့ရိုက်တယ်ဟုတ်ပြီအဲ့ဒီ305ဒီနောက်10နှစ်မြောက်ကိုပို့တယ်လေနော်နောက်10နှစ်မြောက်ကိုပို့ပြီးတော့လေသူ့ရဲ့တနှစ်ကျော်မှာကျွန်တော်တို့ဒီမှာ နှစ်တုံညာခွန်အပက်လေ90ဆိုပြီးတော့ထွက်တယ်เนาะ90ဆိုပြီးတော့ထွက်တယ်ဟုတ်ပြီဒီ3 5လေးဒီလဲနောက်10နှစ်မြောက်ဒီမှာပို့ပြီเนาะသုံးကပ်ပဲရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကပထမကက်ဒုတိယကက်လို့ဆိုရင်ကျွန်တော်တို့ကဒီမှာသုံးကပ်မြောက်မှာတတိယကက်မှာကျွန်တော်တို့ဒီ5 3ထွက်ပြီတနည်းကျွန်မ3ညာခွန်နှစ်ကိုတော့ပေးရမှာဘောเนาะပေးရဖို့ရှိတယ်ဘောအခုချိန်ထိမပေးခဲ့သေးဘူးဘောเนาะဒါကြောင့်မလို့ဒီအချိန်မှာပေးဖို့များဒီ3 9နှစ်လေးကเนาะ စနေမြောက်ကိုလာပြီးတာလားဘောနော်ဒီလိုယူဆတာဘောနော်နော်အဲ့တော့3 5ဒီကျွန်တော်စနေမြောက်ဒီလိုက်ထွက်တာဒီမှာ3ကပ်ပဲရှိတယ်ဘောနော်3ကပ်ပဲရှိတယ်အဲ့ဒီသူစနေမြောက်ကိုလိုက်ထွက်တယ်ဘောနော်အဲ့ဒီ3 5ထွက်တာတနေ့ကျော်မှာ1 3ခွင်းဆိုတာလဲလိုက်ပြီးတယ်အဲ့ဒီမှာ3 5လေးလို့ထွက်ပြီးရတယ်တနေ့ကျော်မှာ1 3ခွင်းလို့လိုက်ပြီးတယ်အဲဆိုရင်ကျွန်တော်တို့ဒီမှာ3 5စနေမြောက်ပို့ကပ်ပြီးဖြစ်တယ်တနေ့ကျော်မှာ1 3ခွင်းကိုလိုက်ကစားရမှာဘောနော်ကစားရမယ် အနေထားမှာကျွန်တော်တို့ဒီအချိန်မှာပူအားကောင်းတယ်ပေါ့နော်ပူအားကောင်းတယ်နော်ပူအားကောင်းတယ်ဘာကြောင့်ပူအားကောင်းတာလဲဆိုတော့ကျွန်တော်တို့ဒီမှာက9598939ခွန်းအဲ့ဒီ893နဲ့ခွန်းခွန်းလိုက်ထွက်တယ်လို့နော်ဒီမှာလဲကျွန်တော်တို့က9593980ဆိုတာဖြစ်ထားတယ်ပေါ့နော်ဒါကြောင့်ဒီမှာ93နဲ့ထွက်ပြီးပြီဆိုတော့ကျွန်တော်တို့ကဒီမှာ3.9ကိုနော် နော်ဒီအချိန်မှာကောင်းကောင်းထည့်ကစားမှာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကသူကနှစ်ချားကတနစ်ကြီးသွားတဲ့အကြောင်းရင်းကကျွန်တော်တို့ကအဲဒီလိုင်းကပေးဖို့ရှိဖို့ဒီလိုင်းကပေးဖို့ရှိတဲ့အတွက်သူကနော်တနစ်ကြီးသွားတာပေါ့နော်ဒီလိုင်းကနေ90ပေးဖို့ဒါနှစ်သုံးညခွန်အပက်လည်းပေးဖို့အတွက်ဒီ9သုံးနှစ်ဒီ9နှစ်မြောက်ကိုမပေးခဲ့ဘဲနဲ့10နှစ်မြောက်ကိုလာပြီးတယ်လို့ယူဆတယ်ပေါ့နော်ဒါတစ်ချက် အဲနောက်တစ်ချက်ကဘာရှိသေးလဲဆိုကျွန်တော်လေ့လာကြအောင်နော်နောက်တစ်ချက်ကဒီသူကနော်ဒီ893 915 893 004လေးကိုသူကဒီမှာ9နှစ်မြောက်ကိုရှားရတဲ့အကြောင်းရင်းနော်အဲဒါဒီ93နှစ်ကိုပေါ့နော်ဒီ93နှစ်နဲ့ဒီ90ကို10နှစ်မြောက်ကိုပေးဖို့အတွက်93နှစ်ကိုအခု10နှစ်မြောက်မှာလာပေးရတဲ့အကြောင်းရင်းနောက်တစ်ချက်ကဘာကြောင့်လဲဆိုရင်ကျွန်တော်ဒီမှာတစ်ချက်လေ့လာကြအောင်နော်ဒီမှာကဏ္ဍတုကဏ္ဍရိုက်ပေးထားတယ် ရင်ဆိုင်မှာ496က496ဆိုပြီးတော့ဂဏန်းတူဂဏန်းရင်ဆိုင်မှာရိုက်တယ်ရိုက်ပြန်သူ့ဒီဘက်နဲ့တပင်း2ပင်း3ပင်း4ပင်းမှာ938လို့ဖြစ်တယ်နော်အဲ့ဒီလိုအဲ့ဒီလိုဖြစ်တဲ့938ဒီနောက်တစ်နှစ်ကိုလိုက်ထွက်တယ်နော်လိုက်ထွက်တယ်496 496ဂဏန်းတူဂဏန်းရင်ဆိုင်ရိုက်တယ်ရိုက်ပြန်တယ်သူ့ဒီဘက်နဲ့4ပင်းမြောက်မှာနော်သူကနေတပင်း2ပင်း3ပင်း4ပင်းမြောက်မှာ တလုံး938လို့ဖြစ်တယ်အဲ့ဒီ938ကလိုက်ထွက်တယ်ထွက်ပြန်တယ်အဲ့ဒီ938ကနေ1234ဇောင်း၄ပင်မှာဇောင်း၄နဲ့မှာ9834000အဲ့ဒီ9834000ဒီဒီ9တင်ကထောက်ထားတဲ့893နဲ့ခွန်3ခွန်တဲ့နဲ့6တုံညာနဲ့ထောက်ထားတဲ့ဇောင်းကခွန်၄ခွန်ဒီ893ခွန်၄ခွန်ကို ကျွန်တော်တို့ကဒီမှာဒီ983ရာနေ1234ဇောင်းထိုးပြီးတော့ ီလိုလာထွက်တယ်ဆိုရင်နော်ဒီလိုလာထွက်ပြီးတယ်လို့ထွက်ပြရဘူးလို့ယူဆတယ်အဲ့တော့ဒီမှာလည်းဖြစ်ထားတယ်ဗောနော်ဒီမှာတင်ငါကိုတင်ငါကိုဗောနော်ခဏန်းတူတင်ငါကိုတင်ငါကိုခဏန်းတူခဏန်းရိုက်တယ်ပထမကက်လိုကသူကနေတပင်း၂ပင်း၃ပင်း၄ပင်းမြောက်မှာ၅၃၈လို့ရိုက်တယ်နော်အဲ့ဒီ၅၃၈တိနောက်နှစ်ကိုထွက်တယ်ထွက်တော့သူအဲ့ဒီ၅၈တော့နေတပင်းတနည်းနှစ်နှစ်သုံးနှစ်လေးနှစ်ဇောင်းလေးနှစ်မှာဒီလိုဇောင်းထိုးပြီးတော့ကျွန်တော်တို့ဒီမှာ3-9နှစ်ဆိုတာထည့်ခဲ့ပြီးဖြစ်တဲ့အတွက် ်ပထမကက်လိုယူမယ်ဆိုရင်ဒီမှာ9တက်ကို3ခုနဲ့ဒီဒီမှာထွက်ပြီးခဲ့ပြီဖြစ်တဲ့အတွက်အဲ့ဒီနှစ်ထက်ကခွန်3ခွန်တဲနဲ့260ထောက်ထားတဲ့ဈောင်းက90ဆိုတဲ့ကဏန်းဒီဒီ93နဲ့လိုက်ထွက်တဲ့အောက်မှာကျွန်တော်တို့ထွက်ပြီးရတော့မယ်နော်ဒါကြောင့်မလို့ဒီဒီ693ခွန်ခွန်လေးကိုသူ9နှစ်မြောက်ကိုပို့ရတဲ့အကြောင်းရင်းဒီကျွန်တော်တို့ဒီမှာကဏန်းတူကဏန်း938 938လိုက်ထွက်တဲ့တနည်းနည်း3နှစ်4နှစ်ဈောင်းမှာ ချိန်ထားတဲ့ဘောနော်ဒါကြောင့်မို့ဒီမှာလဲ၉၃နှစ်၃၀နှစ်မြောက်ကိုလိုက်ပို့ရတဲ့အကြောင်းရင်းဒီဒီကဏ္ဍတူကဏ္ဍရိုက်တဲ့အဲ့မှာ၅၃နှစ်နော်၅၃နှစ်လို့ဖြစ်တဲ့အဲ့ဒီ၅၃နှစ်ကနေတနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်မှာ तू ကအကျင့်ကိုက်ဇောင်းထုတ်ထားလို့ဘောနော်၄နှစ်မြောက်ဇောင်းထုတ်ထားတဲ့အတွက် तू ကဒီ၉၃နှစ်ကိုဒီမှာ၁၀နှစ်မြောက်ကိုပို့တယ်အဲ့တော့ဒီ၈၉၃ကိုဒီမှာ၉နှစ်မြောက်ကိုပို့တယ်ဒါကြောင့်မို့နော်နော်အဲ့ဒီအချက်က သုံး၅လေးတနစ်ကျော်မှနှစ်သုံးညခွင်အဲ့ဒီသုံး၅လေးဒီနောက်ဆယ်နှစ်မြောက်ကိုထွက်တယ်ထွက်ပြီးတော့၃လေးတနစ်ကျော်မှနှစ်သုံးညခွင်နော်အဲ့ဒီသုံး၅လေးဒီလည်းနောက်ဆယ်နှစ်မြောက်ကိုထွက်တယ်သုံးကပ်ပဲရှိတယ်ဒါကြောင့်ဒီသုံး၅လေးတနစ်ကျော်မှနှစ်သုံးညခွင်ဒီမှာပေးရဖို့အတွက်ဒီ၃၉နှစ်ဒီ၉နှစ်မြောက်ကိုမပေးခဲ့ဘဲနဲ့ဒီ၁၀နှစ်မြောက်ကိုလာပေးတာလားဗောနော်ဒီအချက် နောက်ဒီမှာလဲ960နှစ်3ညခွင်ဒီမှာလဲ960နှစ်3ညခွင်ဆိုအထောက်လေးလည်းရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီအချိန်မှာဒီ93နှစ်ကိုကျွန်တော်ခုဒီ site ဒီ frame လေးနဲ့နော်ဒီ user ချက်လေးနဲ့ဒါရိုးရိုးရှင်းရှင်းလေးပဲနော်ဖော်ပြပေးလိုက်ပါတယ်